ရေမြလေးချန်ပီယံဖြစ်ချင်းအာဆင်နယ်တို့စင်ဂျီမန်စီကိုခေါ်ယူသင့်တယ်။ရေမြလေးဝဲမင်လာများတနာအိမ်ဘက်ကွန်ရှီကိုအေဂျင့်ကနေပြန်လည်ထုတ်လိုက်ပါရင်အာဆင်နယ်ကတော့ပရီးမီးယားလိချန်ပီယံဖြစ်ချင်းစင်ဂျီမန်စီကိုခေါ်ယူလိုက်ဖို့အကြံပေးခြင်းခံရရပြီပဲဖြစ်ပါရင်အာဆင်နယ်ကဒီနေ့အစီအမံကစားမများစွာကိုအင်အားဖြင့်တင်ဖို့ရရှိနေတဲ့အသင်းဖြစ်ပါရင်ဂန်နာတို့ဟာဒီနေ့မှာပရီးမီးယားလိဖလားကိုရယူဖို့ရပြတ်ပတ်ထားနေပြီးအားနည်းနေတဲ့တိုက်စစ်ပိုင်းကိုပြင်ဆင်နေကြပါအရီဒါနေနဲ့ရာသီကြိုပြင်ဆင်မှုစတင်ခင်မှာတိုက်စစ်မှုတူရအောင်ခေါ်ပေးဖို့ဘုတ်ဘွဲကိုတောင်းဆိုထားတယ်လို့သိရပါတယ် အာဂျင်နီအကစားဒရိုက်တာတဲ့ဘာတာကလည်းသူ့လက်ထက်ပထမဆုံးဇာမတိခေါ်ယူမှုကိုပြုလုပ်ဖို့ရာဂရုတက်ဆိုင်လုံဆောင်လည်းရှိပါရင်အာဂျင်နီနဲ့နီးစပ်ဆုံးဖြစ်တဲ့တိုက်စင်မှုကတော့ဗီတာယောခရက်ဖြစ်ပါရင်ယောခရက်ကိုယ်တိုင်ကလည်းအာဂျင်နီစီပြောင်းချင်နေတာတပိုင်းတင်နေပေမဲ့ ပြဿနာက Sporting နဲ့ Sportback ကဈေးကိုင်းနေတာပါ။ကနအုပ်မှာ Sporting ကရောခရက်ကိုရော65000တောင်ရရင်လက်လွတ်ပေးမယ်လို့နှုတ်ကပြပေးထားပေမဲ့လက်ရှိချိန်မှာတော့ပြောင်းရွှေ့ချေပို့လို့ကျင်နေတာဖြစ်ပါရင်ဒါကြောင့်ရောခရက်က Sporting အသင်းကိုပေါ်ပေါ်တင်တင်ဆန္ဒပြနေပြီးအသင်းမှာစက္ကစားဖို့မရှိတော့ဘူးလို့အတည်ပြုလိုက်ပြီလည်းဖြစ်ပါရင်ရောခရက် Sporting အသင်းရဲ့ယာတီကျော်အစီအစဉ်နဲ့ယာတီကျော်ပြင်ဆင်မှုတွေမှာလည်းမပါဝင်တော့ဘူးဖြစ်ပါရင်သူနေနဲ့ Arsenal မှာ Arsenal ဖြစ်နေတာဖြစ်ပါရင်ဒါပေမဲ့အခုတက်ထိတော့ပြောင်းရွှေ့နေပတ်သက်ပြီးနှစ်သင်းချောင်းကသဘောတူညီမှုမရသေးဘူးပဲဖြစ်ပါရင်အခုချိန်မှာတော့အာဆင်နယ်အသင်းကိုတိုက်စင်မှုလွဲနေတယ်ဆိုရင်လည်းမက်ဆီကိုခေါ်ယူလိုက်ဖို့အကြံပေးလာသူရှိပါတယ် အန်ဒီဂိုးစတင်းကတော့စ်ပေါ်ကအာဆင်နယ်အသင်းကိုကံရပဲနေရာမှာမက်ဆီနဲ့စားထုတ်ကိုတိုက်တွန်းလာခဲ့တာဖြစ်ပါတယ်။မက်ဆီအားလာမဲ့2025ခုနှစ်ဒီဇင်ဘာလထဲမှာအင်တာမီယာမီနဲ့စာချုပ်တရံကုန်ဆုံးမဲ့သူဖြစ်ပါတယ်။အခုထက်ထိစာချုပ်သေးချုပ်ဆိုဖို့သဘောတူညီမရသေးပဲဝယ်ယူခြင်းစူးစမ်းလို့ရနိုင်တာဖြစ်ပါတယ်။အန်ဒီဂိုးစတင်းကအသက်38နှစ်ရွယ်မက်ဆီကိုခေါ်ယူဖို့အခုလိုတိုက်တွန်းပါတယ်။သူကခင်ဗျားတို့သိလားမက်ဆီကိုသာ တိုက်စမှာတင်ကစားရင်အာဆင်နယ်ပရီးမီးယားလီရသွားနိုင်ပါတယ်ကျွန်တော်ကတော့ဒီလိုထင်ပါတယ်မန်စီရဲ့အတွင်းကိုနေတဲ့သူတို့ချန်ပီယံဖြစ်နိုင်ပါတယ်လက်ရှိမှာအာဆင်နယ်ရဲ့အားနည်းချက်ကနံပါတ်6ကစားမှမရှိတာပါကာယာဘက်ကအပြင်းမဟုတ်ပါဘူးသူကနံပါတ်6လည်းမဟုတ်ပဲကစားနေရတာပါဒါပေမဲ့မန်စီသားအာဆင်နယ်စီကြောင်းရင်အာဆင်နယ်ပရီးမီးယားလီရပါပြီလို့ပြောခဲ့လိုက်တာဖြစ်ပါတယ်ဒါကဖြစ်နိုင်ချင်တယ်လို့ပါတယ်ဒါပေမဲ့ဒီကမ္ဘာမှာမန်စီကိုမလိုချင်တဲ့အသင်းကရှိမှမထင်ပါဘူးအတိုက်တွေကပဲစကားပြောတာပါအာဆင်နယ်တို့ဘယ်လိုတိုက်စစ်မှုကိုအားပြည့်သွားနိုင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်